ဒီတစ်ခါတော့အောက်တိုဘာ23ကနေပြီးတော့မှနိုဝင်ဘာ27မွေးတဲ့သူလေးဖြစ်တဲ့ Scorpio နောက်တစ်ခုမြန်မာလို့ဆိုတော့ Elado ဒီ um ဘေးဆက်ရာတီဘွားလို့လည်းခေါ်တယ်အဲသူတို့ရဲ့ sign ကတော့ဒီ Kimigao ပေါ့နော် Scorpio ဆိုရတဲ့အဲ Kimigao ကြီး chemical တမလေးဖြစ်ပါတယ်ပေါ့နော်ဆိုအဲ့တော့သူတို့တွေက water sign ဖြစ်တယ် water sign ဖြစ်တဲ့အလေရောဘာဖြစ်လဲဆိုတော့ကျွန်တော်သူတို့တွေရဲ့ intuitive အားကောင်းကြတယ်နော်ထိုးသွင်းသိဉာဏ်စိတ်အားကောင်းကြတယ်နောက်တစ်ခုကကျွန်တော်ဟို emotion နဲ့ပတ်သက်ပြီးသူတို့ရဲ့စိတ်ခံစားမှုတွေအရန်ကိုနှစ်နှစ်ဆိုင်ဆိုင်စိတ်ခံစားလွယ်တဲ့ကြတယ်စိတ်ခံစားတတ်တဲ့သူလေးတွေဖြစ်ကြတယ်နောက်တစ်ခုကကျွန်တော်ဒီပိုင်းနဲ့အဲထဲမှာလဲသူတွေက power full ဖြစ်ပေါ့နော် power အဖြစ်လဲအကောင်းကြရဲသူတို့ရဲ့ဒီ emotional power ပဲဖြစ်ဖြစ်နောက်တစ်ခုကကျ resilient power ပဲဖြစ်ဖြစ်သူတို့က power full အကောင်းကြတော့ resilient လို့ပြောရင်ခံနိုင်အားခံနိုင်အကောင်းတဲ့သူတွေပေါ့နော်တော်တိကိစ္စရဲ့ဒီမှာဆိုရင်သူတို့တွေကစိတ်ရောကိုယ်ပါ physically mentally เนาะစိတ်ရောကိုယ်ပါဒီအမ်ပြန်ပြီးတော့ rebuild ပြန်လုပ်နိုင်တဲ့သူတွေဖြစ်တယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းနောက်တစ်ခုကတော့ regenerate ပေါ့เนาะဆိုတော့ regenerate ပြန်လုပ်နိုင်တဲ့သူတွေဖြစ်ကြတယ်နောက်တစ်ခုသူတို့တွေက private sensor နေတဲ့ကြားသလိုเนาะဒီကိုယ့်ရဲ့ private sensor နေတဲ့ကြားသလိုဒီပြိုင်နဲ့အဲထဲမှာလဲရဲရင်ပြီးတော့မှအမ် ရင်းရင်ထမြင့်တဲ့သူတွေလည်းဖြစ်ကြတယ်စကော်ပီယိုတွေကနောက်တစ်ခုဘာသတိထားမလဲဆိုစကော်ပီယိုတွေစကော်ပီယိုတွေကအညိုတေးထားတဲ့သူ့ကိုမထိမချင်းသူတွေကမတုတ်ပြောင်းဒါပေမဲ့သူ့ကိုထိသွားပြီးဟိတ်ဆိုမရဘူးသူ့ကိုထိရင်ပြန်ပြီးတော့မှပြန်ပြီးအစိမ့်နဲ့ပြန်ပတ်မဲ့သူဖြစ်တယ်ပေါ့နော်ကိုသူ့ရဲ့ရန်သူအဲ့တော့ तू तू စိတ်ထဲမှာအမြင်မှတ်တာဒီလူဟာရန်သူဆိုရင် तू က မကြေပွဲပဲအဲ့တော့တကွေတကွေတနေရာမှာသူကမှတ်ထားတာပေါ့နော်စိတ်ထဲမှာမျိုးတနေရာမှာအခွင့်အရေးကြုံလာပြီဆိုရင်တော့သူကပြန်ပြီးတော့မှအဲလက်တုပ်ပြန်တက်တဲ့သူလေးတွေဖြစ်ကြတယ်စကော်ပီယိုသမားလေးတွေကနောက်တစ်ခုကအလုတ်လုတ်တဲ့အခါမှာစကော်ပီယိုသမားတွေဒီအလုတ်လုတ်တဲ့အခါမှာအရင် extreme ပေါ့နော်အလွန်အကျွအလုတ်ကိုလုတ်တဲ့ကြရတယ်ဒါကြောင့်မို့သူတို့တွေအနေနဲ့ တခုခု age screen လောက်တက်ကြပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အကျိုးဆက်တွေပေါ့နော်အဲ့လိုတခုခုနည်းနည်းအဆုံးရောက်သွားဖြစ်တဲ့အတွက်သူတို့တွေကအဲ့အကျိုးဆက်ကလေးပြန်ခံစားတက်ရတယ်အဲ့ဒါလေးတော့သတိထားရတယ်နောက်တစ်ခုက passion နဲ့အရင်ဖြစ်တဲ့သူတို့လုပ်မဲ့အရာပေါ်မှာ passionate လည်းဖြစ်ကြတယ်ပြီးတော့ခဏပြောလို့ intuitive အကောင်းတို့လို့သူတို့ရဲ့ powerful လည်းဖြစ်တယ်နောက်တစ်ခုကကျတော့သူတို့ strong wear power ပေါ့နော်ဆိုတော့အဲ့ဟာတွေအားကောင်းနေတာဖြစ်တဲ့အတွက်သူတို့မှာတစ်ခါလေးကြာရင်သူတို့ရဲ့ဒီမတိစိတ်ကနေပြောမှာပေါ့နော်တခုခု ကြုံလာရမယ်တခုဖြစ်လာရတော့မယ်သူတို့ရဲ့ life မှာပဲဖြစ်ဖြစ်သူတို့ရဲ့နှိစက်ရမှာဖြစ်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကကြူပြီးတော့မှခံစားတတ်တာမျိုးကြူပြီးတော့မှသူတို့စိတ်ထဲမှာတိနေတာမျိုးပေါ့နော်ဒါမှမဟုတ်လေသူတို့မမြင်ရတဲ့အရာဟိုပေါ့နော်သူတို့ control လုပ်လို့မရတဲ့အရာပေါ့နော်သူတို့ရဲ့ control လုပ်လို့မရတဲ့အရာမှာတခုခု changes ဖြစ်သွားပြီးဆိုရင်လေသူတို့ auto သူတို့စိတ်ထဲမှာသူတို့တိနေတတ်တယ်ခံစားနေတတ်တယ် အဲတော့ဝင်သူခန်းစားနေရတတ်တယ်ပေါ့နော်ပြီးတော့တော့သူတို့ဒီအဲ့ဟာနဲ့ပတ်သက်ပြီးတော့မှလည်းသူတို့အဲ transformation ပေါ့ letting go လုပ်နိုင်ကြပါတယ်ဆိုတော့အဲ့လိုမျိုးလုပ်နိုင်တဲ့ power လည်းရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့သူတို့တွေက transformation နေနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့အပြောင်းလဲတွေကပေါ့နော် twist scope view လေးတွေရဲ့ transformation တွေကအပြောင်းလဲအတက်ကြရတယ်သူတို့ life မှာကြုံရတတ်တယ်သူတို့ကိုယ်တိုင်ကလည်းခဏပြော regenerated အဲဒီ regenerative လုပ်နိုင်တယ်လို့ transformation ကလည်းအားကောင်းတဲ့သူတွေဖြစ်တဲ့အတွက်သူတို့တွေဒီသူတို့ old self တွေကို target ပြီးတော့မှနောက်ထပ်ဟိုဘောနော် light chapter တခုတွေတခုတိုင်းကိုကြော်လွားဖို့လေအဲ့လိုမျိုးကြော်လွားနိုင်တဲ့ capacity တွေလည်းရှိရှိကြပါတယ်တဲ့နောက်တစ်ခုကကြတော့ ဒီဒီဟိုဟာပေါ့နော်သူကကောင်းတဲ့အရာနဲ့ဆိုးတဲ့အရာလို့ပြောရင်အဲဒီ scorpio လေးမှာတော့ဒီ sexuality နဲ့ပတ်သက်ပြီးတော့မှသူတို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့မှ ခုံမင်တက်ကြတယ်လေမှုရေးရံနဲ့ပတ်သက်ပြီးတော့မှအာ ပို့ဟိုခုံမင်တတ်တယ်နော်ခုံမင်တတ်တယ်ပြီးတော့တခြားသူတွေထက်စာရေးသူတို့ရော open type ဖြစ်ကြတယ်နောက်တစ်ခုကကြတော့သူတို့မာနာတစ်ခုပါရှိလဲဆို jealous ပေါ့နော်တော်မနာလိုတဲ့စိတ်ကလေးတွေရှိတတ်ကြတယ်ဆိုတော့မနာလိုတဲ့စိတ်ဆိုတာကကြတော့အရင်ကြီးသူများရောဖြစ်နေရမို့မညီလူညီမပေါ့အဲ့လိုပုံစံမျိုးသူ့ကိုချစ်ရင်တခြားသူကိုချစ်ရင်တခြားသူလည်းအဲ့လိုချစ်ရမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အိမ်မှာ အာစကော်ပီယိုနှစ်ယောက်ရှိအကိုကြီးနဲ့အဖေနဲ့ပေါ့ဥပမာဆိုရင်အမေကိုဖုန်းတစ်လုံးဝယ်ပေးတော့မယ်ဆိုရင်အဖေကသူ့ကိုလည်းဝယ်ပေးမှာသူ့ဖုန်းကကောင်းနေတယ်ဝယ်ပေးထားဆိုတော့မဟုတ်ဘူးသူ့သူ့ချားသူ့ကိုအတူဝယ်ပေးရင်သူလည်းအစ်စ်လိုချင်တာအဲ့လိုပုံစံမျိုးပေါ့နော် အကူကြီးကြောက်လဲချစ်ချင်းတရားနဲ့ပတ်သက်ပြီးတော့မှသူကတော့ jealous ဖြစ်တာမျိုးပေါ့ဥပမာဆိုရင်အမေကချစ်ရင်အဖေကလည်းသူ့ကိုချစ်ရမယ်အဲ့လိုမျိုးအဲ့လိုမိဘကိုပေါ့နော်မိဘနဲ့ပတ်သက်အဲ့လိုမျိုးလေးတွေလည်းတွေ့ရတယ်ဆိုအဲ့လိုလေးနဲ့ပတ်သက်ပြီးတော့မှ jealous ပေါ့နော်အဲ့အဲ့လိုမျိုးလေး jealousy လည်းအရင်ဖြစ်တယ်ဆိုအရာလေးလည်းတွေ့ရတယ်ဆိုတော့ scorpio လေးတွေပေါ့အခုကကြောခဏပြောသလို scorpio တွေရဲ့ဘဝဒီမှာဆိုရင် life ကအပြောင်းလဲအတက်ကြရတော်တော်များများလေး ရောက်လာတတ်တယ်။ဒါမှမဟုတ်လည်းအဲ့ဒီလိုအပြောင်းလဲအတက်ကြတွေကိုလည်းသူတို့တွေက resilient အားကောင်းကြတယ်နော်။ခံနိုင်ရရှိတယ်။တစ်ချက်ပြောင်းလဲပြေးနိုင်တယ်။သူတို့ရဲ့ vaccine နဲ့အရန်ဖြစ်နေပြီဆိုရင်သူတို့အဲ့လှုပ်ချင်တဲ့အရာပေါ်မှာတေချာလှုပ်ပြီးတော့မှဒီအပြောင်းလဲတွေကိုဖန်တီးနိုင်ကြတယ်ပေါ့နော်။ဆိုတော့အခါကျတော့တော်တော်တော်တန်ယုံပြိုလဲမသွားတဲ့အဲ sign နေမှာဆိုရင်တော့ဒီရာသီခွေနေမှာဆိုရင်တော့ scorpio လေးတွေကပါတယ်ပေါ့နော်။ပြီးတော့သူက pluto ရဲ့ လွယ်မိုးတဲ့အဲဒီရာသီကွန်ပျူတာတဲ့ဘလူးဆိုတဲ့အတိုင်းဘလူးတိုဆိုတဲ့အတိုင်းပဲဘလူးတိုကလည်းဒီ transformation နေနဲ့ပတ်သက်တာဖြစ်တယ်။ဒါကြောင့်မို့သူတို့တွေဒီပို့ပြီးတော့မှ resilient အားကောင်းကြတယ် strong power ဖြစ်ကြတယ် powerful ဖြစ်ကြတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်။တပြိုင်နက်တည်းမှာ water sign လေးဖြစ်တဲ့အတွက် အဲသူတို့တွေကဘာဖြစ်လဲဆို emotional နဲ့ပတ်သက်ပြီးတော့မှဘာဖြစ်လဲဆိုရခါကျတော့ AMD ဖြစ်တယ်သူများရဲ့လိုမျိုးမထင်ရဘူးเนาะမထင်ရဘူးသူတို့ရဲ့ emotional နဲ့ပတ်သက်ပြီးတော့မှ AMD down သွားတတ်ကြတဲ့သူတွေဖြစ်တယ် fit sign လေးဖြစ်ကြတဲ့တပြိုင်နက်တည်းမှာခေါင်းကျော်လည်းတအားမာတယ်ခေါင်းလည်းမာတတ်တဲ့သူတွေဖြစ်တယ်အိမ်ကအဖေနဲ့ကိုယ်ဆိုခေါင်းတအားမာတယ်ပေါ့เนาะဆိုတော့သူတို့ ဖြစ်ချင်တာကိုသူတို့ဖြစ်ရမှာ i desire သူတို့ desire ပေါ့သူတို့စိတ်ဆန္ဒပြင်းပြရင်ဆိုသူတို့စိတ်ဖြစ်ချင်တာပြင်မှာသူတို့ဖြစ်ချင်တာမပြရဘူးဆိုသူတို့တွေက တိတ်ပြီးတော့မှအဆင်ပြေကြအောင်ပေါ့နော်ဆိုတော့သူတို့တွေ့ okay scorpio လေးတွေတွေ့ကံကောင်းစေတဲ့နေရာကြတော့ incarnate က scorpio တွေတွေ့ကံကောင်းစေပါတယ်အဲ့တော့နံပါတ်အရာပြောမယ်ဆိုရင်တော့နံပါတ်1နဲ့နံပါတ်4တွေဒီနံပါတ်ကနန်းအရာဆိုရင်တော့ scorpio တွေတွေ့ကံကောင်းစေပါတယ်နောက်တစ်ခုကကြတော့သူတို့အတွက်ဒီကံကောင်းစေတဲ့လက်ပွင့်ကံပွင့်စေတဲ့ယရနာလို့ပြောရင်ဥတ္တဖာပေါ့နော်ဥတ္တဖာလို့ခေါ်တဲ့ကြောက်က သူတို့ဝစ်ဆင်လိုက်ခြင်းအားဖြင့်အဲခဏပြောရဲသူတို့ရဲ့ဒီခဏပြော intuitive အားဖြင့်သူတို့ strong power အားဖြင့်ပေါ့နော်စသဖြင့်အဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့မှအာသူတို့သူတို့တွေပို့ပြီးတော့မှ ဒီ injury တွေကိုအကောင်းစေတပြိုင်တည်းထဲမှာကိုယ့်ကိုအဲဒီပေါ်တော့ဒီမမြင်ရတဲ့အရာတွေနဲ့ပြူစားတိုက်တိုက်အတိုက်ခိုက်တယ်ပေါ့နော်ဆိုတော့အတိုက်ခိုက်တယ်ရန်လဲကောက်ွယ်ပေးစေတယ်ကောက်ွယ်ပေးတယ်အဲ့ out the far ဝတ်ထားရဲ့နောက်တစ်ခုကတော့မိမိတို့ရဲ့ဒီဒီအဲ့လဝရနာအဲ့ out the far ရတနာကိုဝတ်ဆင်ထားလိုက်ခြင်းအပြင် Scorpio တွေကဘာဖြစ်လို့ဆိုစိတ်အီငြိမ်းချမ်းမှုတည်ငြိမ်မှုတွေကိုလည်းရတတ်တယ် ဆိုတော့စိတ်မှာစိတ်တည်ငြိမ်အေးချမ်းလာတာမျိုးပေါ့နော်ကိုယ့်ရဲ့ mental mentally spirit အရာပေါ့နော်ပို့ပြီးတော့မှတည်ငြိမ်လာမျိုးတွေမျိုးလည်းဖြစ်တယ်နောက်တစ်ခုကကျောကိုယ့်ရဲ့ရန်သူတွေပေါ့နော်ကိုယ့်ရဲ့ရန်သူတွေကိုယ်တိုက်ခတ်မဲ့ရန်သူတွေကောက်ရန်တွေလည်းကောက်ွယ်ပေးရတခါမလေးလည်းအဖျားနာယောဂကြီးကြီးမားမားတွေကနေလည်းတဲ့ကောက်ွယ်ပေးပါတယ်တဲ့အဲ့တော့စကော်ပီယိုတွေတဲ့ကံကောင်းစီတဲ့မြို့တွေနိုင်ငံတွေဆိုတော့နော်ဝေးတို့နော် အော်မော်ရိုကိုတို့ကနေပြီးတော့မော်ရိုကိုတို့ကကံကောင်းစီပါတယ်နောက်တစ်ခုကကျော်ရစကော်ပီယိုတွေအတွက်ပန်းပေါ့နော်ဆိုပန်းလေးတွေပေါ့နော်မိမိတို့အတွက်ဒီမွေးအဲစကော်ပီယိုဓမာလေးတွေအတွက်ပန်းဆိုရင်တော့ကန်ဓမာပန်းနဲ့နောက်တစ်ခုကကျော်ရချယ်ယီမျိုးစိတ်လိုပန်းလေးပေါ့နော်ဆိုအဲ့လိုက်နိုင်မှထည့်ထားတယ်ဆိုအဲ့လိုချယ်ယီမျိုးစိတ်လိုပန်းလေးတွေကစကော်ပီယိုတွေအတွက်ကံကောင်းစီတယ်နောက်တစ်ခုကကျော်ရအပင်လို့ပြောလိုက်တဲ့ခါကျရင်ဘလူးဘယ်ရီလိုအသီးဟိုမှာ ဆူးလေးတွေပါတယ်အပင်လေးတွေဒီစကော်ပီယိုတွေအတွက်ကောင်းတဲ့အပင်လေးတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့စကော်ပီယိုတွေရဲ့ဒီဟိုကနဲ့ insect တွေနဲ့ပေါ့ insect ကလေးတွေနဲ့ပတ်သက်ပြီးတော့မှ insect နဲ့ insect အနွယ်ဝင်ပေါ့နော် insect နဲ့ insect အနွယ်ဝင်အကောင်လေးတွေဒီစကော်ပီယိုတွေအတွက်ဥမာဆိုရင်စကော်ပီယိုဆိုတော့ကီမီကပေါ့နော်ဆိုတော့အဲ့ဟာကြီးလေးတွေကသူတို့ရဲ့ spirit animal လေးလို့ပြောလို့ရပါတယ်နောက်တစ်ခုကခဏပြောတဲ့စကော်ပီယိုတွေနဲ့သတိထားရမယ့်အချက်ကဥမာကြီးနဲ့ဒီလေအင်က ပိုင်းဆိုင်ရာနားမှာဖြစ်တတ်တဲ့ယောဂါလေးတွေသတိထားရမယ်။ဥမာဥမာကြီးနဲ့ဥလန်းချောင်းနဲ့ဆိုင်တဲ့ယောဂါတွေဆိုရင်စကော်ပီယိုလေးတွေအနေနဲ့သတိထားရပါမယ်။ပြီးတော့စကော်ပီယိုလေးတွေရဲ့မိမိတို့ရဲ့ဒေါသစိတ်ကိုထိန်းရပါမယ်။မိမိတို့ရဲ့ဒေါသကြောင့်မို့မိမိတို့ရဲ့ခဏပြောတဲ့အဲဒီ jealousy ဖြစ်မှုကြောင့်မို့ဒေါသရဲ့ဖြစ်လာတဲ့အာဏီနောက်ဆက်တွဲလေးတွေအဲဖြစ်တတ်ပါတယ်။အဲ့ဒါလေးတွေသတိထားရပါမယ်။နောက်တစ်ခုကကြောင့်မိမိတို့မှာအဲ fit sign လေးဖြစ်တယ်လို့အစိတ်လေးပြင်းတဲ့အတွက်တစ်ခါလေး ကိုကမထင်ကိုရဲ့ဒေါသကိုမထိန်ချုပ်နိုင်မဲနဲ့မိမိတို့ပြန်ပြီးတော့မှတုတ်ပြန်လိုက်တဲ့အရာတွေကသူများအတွက်ကိုပို့ပြီးတော့မှအထီးကဲအဲနာကျင်မှုတွေဖြစ်ပါဖြစ်တတ်စေရပေါ့နော်ဒါလေးတော့စကော်ပီယိုအင်းနဲ့တတိထားရမှာဖြစ်ပါတယ်ရှင်